မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Grapeful မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေခုတင် जा ပေးပါကတော့သင်ငယ်စာ29ပေးစာသင်ငယ်စာကိုတင် जा ပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ရေတတိယတန်းမှာလည်းပေးစာသင်ငယ်စာကိုတင် जा ခဲ့ကြရရယ်နော်ပေးစာဆိုတာကတော့လူတယောက်နဲ့တယောက်ကဝေးနေကြတယ်ကိုကလူတယောက်ကိုပြောစရာအကြောင်းလေးတွေရှိမယ် ဥပမာတငယ်ချင်းပဲဖြစ်ခြင်းဖြစ်မယ်၊ဆွေမျိုးလည်းဖြစ်ခြင်းဖြစ်မယ်။အဲ့ဒါဆိုတရားနဲ့တရားစားဖို့ပြီးတော့ပြောကြတယ်။ဒီချေက အခုပေးစာကိုဘယ်လိုရအောင်လဲဆိုတာသင်စားပေးသွားမှာဖြစ်တယ်။တန်းသူမီတို့ရေဖတ်စာစာမျက်နှာ89ကိုကြည့်လိုက်ပါဦး။နောင်နောင်ကတငယ်ချင်းထွန်းထွန်းကိုသူ့စီအလဲလာဖို့စာပို့လိုက်တယ်။စာအိတ်မှာတငယ်ချင်းရဲ့နေရေးလိပ်စာကို ရေးထားတယ်။ စာအိတ်ပေါ်ပုံလေးကစာအိတ်ရဲ့အရှိဘက်ဖြစ်တယ်။အရှိဘက်မှာကိုကပို့ချင်တဲ့သူရဲ့လိပ်စာကိုရေးရတယ်။နောင်နောင်ကထွန်းထွန်းကို စာပို့ချင်တာဆိုတော့ထွန်းထွန်းရဲ့လိပ်စာကိုရေးရမယ်။ဘလို့ရေးထားတယ်လဲဆိုရင်ဒို့ထွန်းထွန်းအမှတ်40ဥဆန်သာလန်၃ရက်ွက်စိုက်လဲမျိုးအေရီတိုင်းဒေသကြီးလို့ရေးထားတယ်နော်။ စာလက်ခံမဲ့သူရဲ့အမည်လိပ်စာကိုစာအိတ်ရဲ့အလင်းမှာတည်တာတင်ရှားစွာရေးရမယ်။ဖတ်စာစာမျက်နှာ89မှာရှိတဲ့အောက်ကစာအိတ်ပုံလေးကစာအိတ်ရဲ့နောက်ကျောပုံလေးဖြစ်တယ်။စာအိတ်ရဲ့နောက်ကျောမှာဆိုရင်ပြဖို့သူအမည်လိပ်စာကိုတည်တာတင်ရှားစွာရေးရမယ်နော်။ဘယ်လိုရေးထားသလဲဆိုတာဒီချေတို့ဖတ်ကြည့်ကြရအောင်။မှနောင်နောင်ဇီတိရဲ့မိုင်းတောက်အင်းလေးဒေတာရှမ်းပြည်နယ်တောင်ပိုင်း လို့ရေးထားတယ်နော်တောက်ဟုတ်သမီးတို့ရေးပေးစာရေးတဲ့အခါလိစာဖို့မှတ်အောင်ရေးဖို့လိုတယ်ဒီချေတို့အခုခေတ်ဤပညာတက်တက်လာတဲ့အခါမှာဆိုရင်ရောဒီချေတို့တယောက်နဲ့တယောက်ကြီးမင်းနေပဲဖြစ်ဖြစ်အခြားအခြားသောအရာမှဖြစ်ဖြစ်စာပို့ကြတယ်နော်အဲ့ဒီအခါမှာဆိုရင်လေဒီချေတို့ကလိစာဖို့မှတ်အောင်ရေးဖို့လိုတယ်ဆက်ပြီးစာကိုဘယ်လိုရေးရကလဲဆိုတာဖတ်စာစာမျက်နှာ80ခုကြည့်လိုက်ပါဦးပေးစာရေးရမှာဆိုရင်အချက်6ချက်ပါအောင်ရေးရမယ်1 ခြေသားသည်ရဲ့ဆွဲနှစ်လက်ခံမဲ့သူရဲ့အမိသုံးနှုတ်ခွန်းဆက်စကားလေးအကြောင်းအရာငါနှုတ်ဆက်စကားခြောက်ခြေသားသူရဲ့အမိပါရမယ်နော်ဒီချေရုအခုဖက်ဆာဆမျက်နှာ80မှာရှိတဲ့နောင်နောင်ကသူ့လေသားရဲ့ပျော်စရာကောင်းမှုအကြောင်းကိုရေးထားတဲ့အစာကိုဒီချေနဲ့အတူတူလိုက်ဖက်ကြည့်ကြရအောင်။ဆလီရဲ့9လ2020ဆိုတာကတော့စာရေးသားထားတဲ့ရေဆွဲကိုပြောတာဖြစ်တယ်။ တငယ်ချင်းထွန်းထွန်းရေးဆိုတာကတော့စာလက်ခံမဲ့သူရဲ့အမိကိုပြောတာဖြစ်တယ်နေကောင်းရဲ့လားတတိယလို့ငါစာရေးလိုက်ပါတယ်ဆိုတာကတော့နှုတ်ခွန်းဆက်စကားဖြစ်တယ်။လာမယ့်နေရာဒီចောင်းပွဲရက်မှာငါတို့ရှမ်းပြည်နယ်အင်္ဂလိပ်ဒေသကမိုင်းတောက်ရွာကိုလာလေဖို့ဖိတ်ခေါ်ချင်တာပါ။ဒုဒေသမှာရှိတဲ့ဖုံတော်ဦးဖျားအင်္ဂလိပ်ခေါင်တိုင်းရကန်းယုံနဲ့လိလစရာကောင်းတဲ့နေရာတွေကိုငါလိုက်ဖို့ပေးမယ်လေ။ ို့အင်းသားတွေရဲ့စစ်တောင်းနဲ့လှီလို့တာကိုမြင်မြင်တွေ့ရမှာပေါ့ဒါအပြင်ရေပေါ်မှာစောက်ထားတဲ့အိမ်တွေရဲ့ကျိုးမျိုးဆိုင်ခွင်းတွေရဲ့မင်းတွေ့ရတဲ့အခါတိတ်ကိုအံ့ဩသွားမယ်ဒိုးစီကိုလာပြအောင်လာခဲ့ပါကွာမင်းအန်တွယ်ဘဟုသူတရားစရာဓပ်ပုံမှတ်တမ်းရိုက်စရာတွေအများကြီးရမှာပါအဲ့ဒါကတော့အကြောင်းအရာအဲ့အကြောင်းအရာတွေမှာဆိုရင်မိမိဒေတာရဲ့အမည်ထူးခြားတဲ့အကြောင်းအရာတွေပျော်စရာကောင်းမွန်တွေကိုထည့်ရလို့ရတယ် ငါစီစာပြန်မအောင်ဆိုတာကတော့တုတ်ဆက်စကားဖြစ်တယ်။မင်းရဲ့တငင်စင်နောင်နောင်ဆိုတာကတော့စာရေးသားသူရဲ့အမည်ဖြစ်တယ်နော်သားတို့သမီးတို့ရေ။သားတို့သမီးတို့ရေပေးစာရေးကိုရေးတဲ့အခါမှာတငင်စင်ဆွေမျိုးမောင်နှမရေစီကိုလည်းပေးစာရေးလို့ရတယ်။ရေးတဲ့အခါမဆုဆောက်ထဲမှာအရေးကြီးကြီးချရမယ်။တီးမအချောကူးရရမယ်နော်။တငယ်ချင်းချင်းချင်းဖတ်ကြည့်ကြရမယ်။ ကိုရေးထားတဲ့စာကိုတငယ်ချင်းနဲ့အပြန်အလှန်ပြောကြည့်လို့လေရတယ်။လရေလလရေးထားသလားစာလုံးပေါင်းတပ်ပုံမှန်ရဲ့လားစာလက်ခံမင်းသူရဲ့အမည်လိပ်စာမိမိအမည်လိပ်စာမှန်မှန်ကန်ကန်ရေးထားသလားဆိုတာတငယ်ချင်းနဲ့အပြန်အလှန်စစ်ကြည့်လို့ရတယ်။ဒီချက်ခုတင်ကြပေးခဲ့တဲ့ပေးစာတင်ငယ်စာကိုနားလည်သွားပြီးတောက်သမီးတို့ကိုယ်တိုင်လည်းပေးစာတစ်စောင်ကိုရေးထွက်သွားမယ်လို့မျှော်လင့်ပါတယ်။ဒီချက်တို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ဘိုင်ဘိုင်။